ပေါ်လံမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများဆုံးကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြစ် Revolution Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရရှိမြင်လို့တော့ပြီးကမှာတော့ယနေ့ April 30ရက်နေ့ဗုဒ္ဓဦးနေ့ညပိုင်းအထိအောက်ဆုံးရရှိတဲ့သတင်းအချို့ကိုပေါ်ပြပေးသွားဖြစ်တဲ့အတွက်တော်လံမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအပ်ပေးသွားပြုဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်ဒီနေ့တော့ပထမဆုံးအနေနဲ့ပြောချင်တာလေးတစ်ခုကတော့ နေ့လည်ကတင်ထားတဲ့ဗီဒီယိုကတော့ဗာညိရညာညိရဆိုပြီးတော့ပဲပြုတ်ကြသွားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel 2မှာတွားရောက်တင်ထားပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ရဲ့ online ညီကိုလည်းလာမေးကြတယ်ကိုကြက်ရီ subscriber 100k ပြည့်လို့ကိုကြက်ကို channel ရနေပြီးတော့ငွေပြားကြီးမပေးဘူးじゃんငွေပြားကြီးပြပါအောင်ဆိုပြီးတော့လာပြီးတော့ကြခိုင်းနေတဲ့သူတွေရှိပါတယ်နောက်မှလည်းထောင်ထားတာမတွေ့ဘူးလို့ရှိမှလည်းမတွေ့ဘူးလို့ဘေးမှလည်းမတွေ့ဘူးလို့ပြောနေတဲ့သူတွေရှိပါတယ်နောက်မပေးပါဘူးဘာလို့မပေးဘူးဆိုတော့ဘောမတွေကိုလက်လွန်ရှင်းလုံးနေအရန်လောက်တိုင်များလုံးအကြည့်လို့တော့မပေးဘူးဗျမျက်မုံးကျိုးနေပုံရပါတယ် အပေးရတဲ့ပူဆိုးတာကတော့ဗာတင်တင်တော်တော်လေးကိုမှစူးစူးရရကိုဂိုင်းနေနေတဲ့တွားနေရတဲ့အနေအထားတစ်ခုမှရှိနေပါတယ်။ဒါပေမဲ့လည်းကျွန်တော်ရဲ့တော်လိုင်းရေကွေအတွက်ကျွန်တော်အနေနဲ့တည်င်းတွေကိုတိပြချင်တာဖြစ်တဲ့အတွက်သုံးတိကြည့်ရှုပေးနေတဲ့တေဦးကျင်းတဲ့တိုင်းကိုဒီနေရာကပဲတကယ်ကိုစူးစူးတင်ပြီးတော့သုံးတိကြည့်ရှုပေးလိုက်တိုင်းမှာကျွန်တော်တို့ရဲ့တော်ပဲလေးတွေအတွက်အများကြီးထောက်ပံ့ဖြစ်တာကိုလည်းဒီနေရာကသိစေချင်ပါတယ်။ကဲအားလုံးပဲနောက်ဆုံးနေနဲ့ကတော့မင်းအောင်နိုင်တယောက်အနေနဲ့သူ့ကိုပြည်သူတွေကဘယ်လိုသဘောထားလဲဆိုတာကို ခုနေနဲ့မေးထားသလိုခုနေနဲ့တကယ်အောက်ခြေရအနေထားတွေကိုလက်ရှိမှာတော်တော်သိကျမှာတယ်အမှန်တိုင်းသိကျမှာတယ်ဆိုပြီးတော့သူ့ရဲ့တပည့်ပေါင်းရောက်လောင်းတွေကိုတောင်းပန်ပြီးတော့တောင်းဆိုနေတဲ့အနေထားတခုရှိပါတယ်ဒါပေမဲ့လည်းဤသူတွေကသူ့ကိုဘာပြောလဲဆိုတော့ကျွန်တော်အနေနဲ့အချင်းလေးတစ်ပုတ်နဲ့အဲ့သွင်းပြီးတော့ပေါ်ပြပေးလိုက်ပြီးဒီညဗီဒီယိုလေးကိုစောက်ဖွင့်လိုက်ပါတယ်ဒေတာရဲ့အခြေအနေမှောက်သိကျင်တယ်ဒါပြည်သူလူထုရဲ့သဘောထားအမှောင်ကိုသိကျင်တယ်อืมစိတ်နေစေတာလိုအပ်ချက်ကိုသိကျင်တယ်သဘောထားအမှောင်ကိုသိကျင်တယ်อืมစိတ်နေစေတာလိုအပ်ချက်ကိုသိကျင်တယ် ချက်တုံမဟုတ်ချက်တုံကျော်อืมတဘာဝမျိုးသားဓာတ်မျိုးအစားတွေအပိပါခင်ဗျာအဲကျွန်တော်မြင်တာနည်းနည်းဟိုယူသွားလာမသိပါဘူးကျမတို့ပြည်သူကိုအထင်မသေးပါနဲ့လို့ကျမအားလုံးကိုဟိုပြောချင်တယ်ပြည်သူတွေကိုအထင်မသေးပါနဲ့ပြည်သူတွေကမြင်တယ်မမြင်ဘူးမဟုတ်ဘူးအဲ့တော့ပြည်သူတွေအနေနဲ့ဟိုပုံကိုတယောက်ကိုအခွင့်အရေးတစ်ခုကို အယုံကြည်ပြတ်သွားပြီဆိုရင်ပြန်ပြီးတော့ဒါပြင်ဖို့ကအင်တာမခက်ပါတယ်ကြီးနိုင်ငယ်ငယ်အမြဲလုပ်တဲ့မဟုတ်တာအကုန်လုံးစိတ်ပုတ်တဲ့ညစ်ချဲချဲစကားအမြဲတမ်းပြောတဲ့ကောင်မာကိုအမှန်လုံးအမြဲ ပိုက်တယ်လေးကွာကင်ပြီးရံကနေတဲ့ကောင် မရှိမှအင်းမဲ့တောင်းယဲဒီပီဂျီပီဒီအာဖြည်းဖြည်းလက်လက်ကိုချချပြီးတော့ဖန်ခံနေတဲ့ဇလန်တွေတဖြည်းဖြည်းလှုပ်လာလို့သိရတယ်။ဘာဖြစ်ပြကျွန်တော်တို့ဝမ်းသာပါတယ်။ဒီလိုလှုပ်လိုက်တဲ့အတွက်တက်ကနေပြီးတော့သူတို့ကိုခေါ်လာမယ်ဖမ်းလာမယ်ပြစ်မှုကင်းရှင်းတယ်ပြစ်မှုကကြီးမှမရှိဘူးဆိုရင်သူတို့ကသူတို့မိသားစုကိုပြန်အပ်လို့ရမယ်။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်မှာရှိတဲ့တော်လိုင်းအင်အားစုများပါဝင်ပြည်သူများကိုအကြမ်းဖက်လုပ်မှုများလုပ်ဆောင်နေတဲ့စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ပခတ်ကိုတရက်ခုမမရှော့တိုက်တုံးရှစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MKCDF တာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်။ပြည်ပြည်ချင်းစစ်တောင်းမြေဘေးကနေပြီးတော့စကားစားတွေကဆက်လက်နဲ့ကြီးတွေနဲ့ပြန်ပြစ်ပါတယ်။နောက်တနားရီကျွန်တော်ကြာတော့လက်နက်ကြီးနဲ့နှစ်ချက်လှမ်းပြစ်ပါတယ်။ဒါပေမဲ့ရဲဘော်တွေအလုံးခုဆိုရင်ခါနေစကန်တီးတူကိုပြီးကင်းသွားပြန်သွားပါပြီဆိုပြီးတော့သိရှိရပါတယ်။အခုတိုင်းတောင်ကုန်မြို့နယ် စစ်ကောင်စီရဲ့တောင်ပိုင်းနဲ့စစ်ဌာနကိုဆိုတော့အေပယ်လာ30ရက်နေ့ဒီနေ့မနက်တနားီဘွဲမှာစတင်ပြီးတော့ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်တကယ်ကိုပဲလင်းထိန်ပြီးတော့ဗျာအားရပါရလူမျိုးမြင်နေရတာလေတော်တော်လေးကိုမှအရင်ကားတဲ့ဆိုင်ပို့ပြီးတော့တောက်ပလာတော့တွေ့နေရပါတယ်တောင်ပိုင်းတိုင်းစစ်တပ်နာချုပ်ဟာဗဟိုတဲ့နေသားကြီးကင်းပြီးနဲ့မြောက်ဖွန်းကျင်းဒေသများနဲ့၎င်းနဲ့ထိစပ်နေသောနေရာဒေသများမှာရှိတဲ့တော်လိုင်းရင်းရစုများနဲ့ပြည်မဲ့ပြည်သူများကို တက်ဆက်စွာပြုလုပ်နေတဲ့အရာတွေဟာတော်တော်လေးကိုမှန်များနေပါပြီ။စစ်ကောင်စီရဲ့တဖွဲ့များကိုလည်းအဓိကအမိန်ပေးကုကဲနေပြီးပြေကုပ်ယူထားတဲ့ရေးပါတဲ့တိုင်းစစ်ထရိုင်မျိုးလေးဖြစ်တယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းတော့မှာတော့အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့တမှုမျိုးကိုယခု2025အတွင်းသိမ်းပိုက်နိုင်ရေးစစ်စင်ရေးစတင်နေပြီးသိမ်းနိုင်ရန်အတွက်ကြိုးစားသွားမယ်ဖြစ်ကြောင်းတမှုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပြောပေါ်များကပြောထားပါဗျာ။ ဟာအပေါ်ညီနောင်ကမိမှပြုတ်ခဲ့တဲ့ပြည်သူများပါဝင်စီရေးကိုးစော်တဲ့စကားဝိုင်းမှာသွေးနွေးပွဲမှာတော့တမှုခေအမတ်တတရင်အမတ်နင်တရင်မှာရဲဘော်များကတမှုမျိုးသိန်းစစ်စင်ရေးပါမှုအပေါ်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်ရန်လိုအပ်မှုတင်ဒီများကိုသွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။ မူးမြူမှာစစ်ကောင်စီလက်ပါစီပြူစောစီအားကောင်းခဲ့သလိုကက်သဲနဲ့နာဂလက်နက်ကိုင်တွေကလည်းအိန္ဒိယအတွင်းသွာလာနိုင်သည့်ခြေအနေရှိကြောင်းမူးမြူရရှိရေးအတွက်တိုက်ခတ်ရန်စိတ်ပေါ်မှုများစွာရှိတော်လဲအများဆုံးသိမ့်ပိုက်ထိန်းချုပ်နိုင်မှသာအခြားခရိုင်များသိမ့်ပိုက်ရေးများစွာ၆ခုဖြစ်စီမိလို့လဲစကားပိုင်းဆွေးနွေးမှုမှာပြောခဲ့တာကိုသိရှိရပါတယ်။နောက်တစ်သတင်းမှာတော့ဝေါ်မြူနေမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြေးရွာကပြည်သူများအများရှောင်ပေးကြပါရန်တက်မှန်တတိပေးအပ်ပါတယ်ဆိုပြီးတော့ဝေါ်မြူနေပြည်သူကာကွယ်ရေးတဖွဲ့ကနေပြီးထုတ်ပြန်ကြေညာထားပါတယ်။ဒါကြောင့်ဝေါ်မြူနေမှာနေထိုင်ခဲ့တဲ့ပြည်သူတွေအနေနဲ့လဲအထူးပဲဂရုတစိုက်နဲ့ပဲရှောင်တိန်ပေးကြဖို့နဲ့ သူ့ပဲကူးပြူပြီးနေထိုင်ပေးကြဖို့ဒီညကနေပြီးတော့တက်မှန်အသိပေးလို့ဆိုလိုက်ပါတယ်နောက်ထပ်သတင်းတို့မှာတော့ကင်းနီပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းဆက်မိုးပြင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ကင်းနီပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုဒရုန်းတိုက်ခတ်မှုတွေကြောင့်ဒေသခံပြည်သူချူလဲထိခိုက်ကြဆုံးရတယ်လို့သိရပါတယ်။ဒါဟာဧပြီလနောက်ဆုံးပတ်28ရက်နေ့မှာစတင်ပြီးမိုးပြင်းမြို့အခြေဆိုင်စစ်ကောင်စီအမှတ်၄နီးနီးချီမြန်တရင်ကအင်အား300ဝန်းကျင်နဲ့မိုးပြင်းမြို့ကိုစစ်ကြောင်းထုတ်လာတာကြောင့်ကင်းနီပူးပေါင်းတပ်တွေကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။ စ်ကောင်စီရဲ့ကြာဆုံးမှုနဲ့ဒဏ်ရာတွေကိုတော့သိကြမသိဘူး။ချိန်မုံရေးတက်ကရဲဘော်ပြပြချက်ရတော့နေသွန်15ဦးထဲမှာနေတော့ပြင်းထန်တဲ့ဒဏ်ရာတွေရှိမယ်။လက်နက်ကြီးရောလေရင်ရောတောက်လျှောက်ကျဲတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့နေမီရှင်းလင်းလေးတွားလို့မရသေးတာအတွက်ကြောင့်မို့ပါဆိုပြီးတော့ရှမ်းတောင်စစ်ဒေသကွယ် PDF ဗျူအမတ်တက်ပြောရေးဆိုခွင့်ရှိသူကပြောထားတာကိုသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီနေ့မှဘောမရက်ကွက်ထုတ်ပြန်လိုက်တဲ့သတင်းကြီးကတော့တကယ်ကိုပဲ share ကြမ်းပါတယ်။တော်တော်များများကြမ်းတဲ့သတင်းကြီးပါပဲ။ဒါသူ့ဘကနေပြီးတော့ဒီလိုကြမ်းကြမ်းတန်းတန်းတွေထုတ်ပြတဲ့အတွက်သူတို့ကလည်းကြမ်းကြမ်းတန်းထုတ်ပြတာဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုရင်တော့ PDF ရောက်800ကျော်အလင်းဝင်လာပြီဆိုပြီးတော့ဒီနေ့မှာအောင်ပွဲခံနေကြတွေ့ရပါတယ်။ဒါဟာ April 22ရက်နေ့ကနေပြီးတော့ဒီနေ့အထိမှာဥပဒေပေါင်းအတွင်းကိုပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင်အမျိုးသား645ဦးနဲ့အမျိုးသမီး163ဦးစုပေါင်း800ရှိပြီလို့မင်းအောင်နိုင်ကဂျင်းလုံးနဲ့ကြီးထည့်လိုက်တာကိုဘောမတသိကလည်းယုံကြည်နေကြပါတယ်ဗျာ။လက်ရှိအခြေအနေကတော့ဒီလိုဖြစ်နေပါတယ်။နေပြီးတော့ကောင်စီနေပြည်တော်မှာမြို့နယ်အချို့မှာ PDF တွေကဒီရွာတွေဒီဝင်ရောက်ပြီးစီးယုံတွေလောက်လာတာကြောင့်ဘိုးချုပ်စိုးမင်းတတိပေးခံဝင်ထိုးရတယ်လို့ပြီးတော့တတိယမိကနေပြီးတော့သိရပါတယ်။ ဟဲ့ဘယ်မှာတော့ PDF တွေအလင်းဝင်နေဆိုပြီးပျော်တော့ရှိသေးတယ်တကယ်မြေပြင်ကျင်မှာ PDF တွေကအလင်းဝင်လားမဝင်လားတော့မသိဘူးတေချာအခုကတော့နေပြီးတော့မြို့ထဲကိုရောက်နေတာတော့အသေးချာပါပဲအဲဝင်းမြို့တွေကကြီးရွာချိုးမှာ PDF တွေကရွာသားတွေကိုစီယုံဝင်ဆင်းတဲ့ကိစ္စကိုစစ်တော်တန်းကြီးကဗိုလ်ချုပ်ကြီးရုံးဝင်ကိုတင်ပြခဲ့တာကြောင့်ဗိုလ်ချုပ်စိုးမင်းကိုအေဗလန်29ရက်နေ့ကခေါ်ဆောင်ကဒီပိခံဝင်ထိုးခိုင်းတယ်လို့နေပြီးတော့သတင်းမီကပြောပါပါတယ်နေပြီးတော့မှ10မြို့နယ်ရှိတယ်4မြို့နယ်လောက်မှာလူ PDF တွေဝင်ပြီးနေရယူနေတယ်စီယုံတားတွေလုတ်တယ်အချို့နေရာတွေမှာ ပေါ်ပေါ်ထင်ထင်ပဲနှစ်တွေလွယ်ပြီးရှောက်သွားနေကြတယ်။ဒါကိုထောင်လိုင်းကြီးကတင်ပြတဲ့နတ်ပါတာတိုက်မှုကမသိဘူး။ဒါကြောင့်ခံဝင်ထိုးရတာ။ဒီပြီးတော့လိုင်းပိုင်းချိုးမှလည်း PDF တွေကရင်စစ်ဆေးတာတိုက်ပွဲဖော်ဆောင်တာမျိုးတွေလုပ်လာတဲ့အပြင်စီရဲတောင်ဝင်နဲ့တွာလာနေတဲ့ဗိုလ်မှူးစင်တွေမှာဖမ်းဆီးခံရတာကြောင့်လည်းဒီဘေးခံဝင်ထိုးခံရတာလို့ပကကခ6နဲ့နီးစက်တဲ့တင်းကြီးမိကသိရှိရပါတယ်။ဒီပြီးတော့လမ်းပိုင်းမှာတက်ကအရာရှိတွေကို PDF တွေကမကြာခဏဖမ်းနေတဲ့ကိစ္စလည်းပါတယ်။လယ်ဝင်းမြို့ထဲမှာရွာတချို့မှာဆို PDF တွေကဇက်တိုက်စီယုံကြီးဆင်းနေတာတွေလည်းရှိတယ်။ဒါတွေမသိလို့တတိပေးရနေမှာပါဆိုပြီးပြောထားတယ်တွေ့ရှိရပါတယ်။ ်အဲဟောကြီးကြီးအမီ PDF ရောက်ရှိရာကအလင်းဝင်လာလာလား PDF တွေကအလုံးကြီးနဲ့နေပြီးတော့ဝင်လာလားဆိုတာတော့ဘောမဒီမှာမသေးမကွက်ပြန်ဖြစ်နေတဲ့အနေအထားတစ်ခုပါပဲကလန်မျိုးတွေအားလုံးပဲဒီနှစ်ဆိုရင်လည်းအားလုံးဒီတိုင်းဗမော်တင်းကလည်းအားလုံးကြားသိမှာဖြစ်ပါတယ်ဗမော်မိုင်းအဲအောင်ပွဲတွေခံနေသူတွေနေရာနဲ့မြန်မာအောင်ပွဲတွေခံနေရတဲ့အတူဒီဗီဒီယိုမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တကယ်ကိုပဲဟာသဆန်ဆန်ရည်စရာကောင်းတဲ့အကြောင်းအရာလေးဖြစ်တဲ့အတွက်ပြန်လည်ဝင်မြန်ပြလိုက်ခြင်းဖြစ်ပါတယ်ဒီဟာသတို့ဆောင်းကတော့အားလုံးဒီတိုင်းပဲအကြောင်းမျိုးမင်းဖြစ်ပါတယ်ရှိတဲ့ PDF တွေအကုန်လုံးတစ်ဖြည်းဖြည်းချင်းတက်ကစစ်ကြောင်းတွေကထိုးထိုးပြီးတော့ ရှင်းတယ်ဗောနော်ဖြည်းဖြည်းထိုးရှင်းတယ်တွေ့ရတယ်ပြောရရင်တော့စစ်ကြောင်းတွေသုံးလေးကြောင်းခွဲပြီးတော့တက်နေတယ်ဗောနောက်ဆုံးသူတို့ရဲ့အန်ဒီမှာနောက်ဆုံး target ကမိုးကုတ်မိုးကုတ်တွေကိုတက်လိုက်မိုးကုတ်တွေကိုတချို့စစ်ကြောင်းတွေတက်လိုက်မယ်တချို့ကထောက်ထားမယ်တချို့ကတော့ဟိုကာပြီးတော့ဒီဒီတခြားသူတို့တိုက်ချင်တဲ့စစ်လူ TNS ပလောင်စုပလောင်ပလောင်ရဲ့စစ်ကူဖြတ်တောက်တိုက်တယ်သူနောက်ပိုင်းလှုပ်ချင်တဲ့သဘောရှိတယ်သို့တော့တက်ကဖြည်းဖြည်းချင်းပဲသူသွားမယ်သဘောရှိတယ်အောက်ကိုသူတို့ပလောင်နဲ့မန္တလေးပြည်ရဲ့အုပ်စုအောက်ကိုဆင်းမလာနေတော့တဲ့အခါမှာတက်ကတဖြည်းဖြည်းဟိုတွန်း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 တင်သွားတယ်ပေါ့အဲ့ဒါပေါ်တွေ့ရတယ် ဆိုတော့အခုခုနပြောတဲ့မြောင်းသိမ်းတဲ့ဖိုင်းဘက်ကိုအဲရပြီနောက်ဆယ်တော်ဘက်ကိုတော့မရောက်သေးလို့သိရတယ်အဲမှာဟိုဘာခေါ်လဲဆိုတော့ဘောင်ကြီးလို့ခေါ်မလားဘောင်ကြီးတရားလို့ခေါ်လားဘောကြီးတရားဆိုလို့ခေါ်လားအဲခေါ်ရတာကျွန်တော်တို့နာမည်မယုံမမှန်ဘူးဖြစ်နေအဲအဲတရားနားမှာတရားရဲ့ဟိုဘက်ဒီဘက်အခုဖြစ်နေတာအဲတရားရဲ့ဟိုဘက်ဒီဘက်မှာဒီဘက်ကလည်း PDF ကထောက်ထားတယ်ဒီဘက်ကလည်းစစ်တပ်ကထောက်ထားတယ်အပြန်အလှန်စစ်ဆိုင်ထားပြီအပြန်အလှန်စနိုက်ပါရင်းထောက်ပြီးဆိုင်ထားတယ်ဆိုင်ထားပြီးတော့ရှင်းပြောရင်တော့ ဟိုတန်ကိုစီတိုင်းရှိတာအဲ့အဲ့မှာတန်ကိုစီတိုင်းရှိတန်ကိုစီတိုင်းနားမှာ PDF ရဲ့စုနေစုပြီးတော့သူကတက်ကိုအဲစနိုက်ပါပြဖို့တက်လိုက်ပြဖို့ချောင်းတယ်သို့တော့ခုနဆယ်မြောင်းတွေဘာလို့တိုက်တယ်အတူတူပြန်ပြောသိရသလောက်ကတော့စစ်တပ်ကတိုက်တက်ပြီးထိုးစစ်ဆင်တဲ့ခါမှာ PDF တွေကတိတ်မတိုက်တော့ဘဲနဲ့ရှောင်ပြီးတော့နောက်ပိုင်းကျမတိုက်ရဘဲနဲ့ဆုတ်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 ပြီးတော့ဟိုရှောင်ပြေးနေတာတိတ်များလာတယ်ဆုတ်ပြေးနေများတယ်ပြီးတော့တိတ်မတိုက်ချင်ကြတော့ဆိုတော့အကြမ်းမြင့်သိရသလောက်တော့တချို့အဲ့ဒီစင်ကူမရီယာတပည့်ချင်းကပီတဲ့ညီငယ်လေးတချို့อ่ะ သူတို့တိုက်နေတာဘာအတွက်မှသူတို့မသိတော့ဘူးအချိန်နေကသူတို့ပြောင်းလဲထားတဲ့ပုံစံမဟုတ်တော့တဲ့ကသူတို့လက်နက်ကင်နာကင်ထားရမယ်ဆက်မတိုက်ချင်ကြတော့စစ်တိုက်ချင်စိတ်နေလာတယ်သို့တော့ပြဿနာတယောက်ကနေစစ်ငါတို့တိုက်ချင်တော့ပါဘူးကွာလို့ပြောရင်ဘေးကကောင်းလာဘာကောင်းမှမသိတော့မပြောရတဲ့အနေထားနဲ့တချို့လေဆိုရင်လစ်ကနေလစ်ကနေလစ်ကနေဆိုလို့လက်နက်ချသလိုလိုအလင်းဝင်သလိုတိုက်ပွဲမှာအဖမ်းခံရသလိုလိုနဲ့သူကအဲ့လိုနီးနေပဲတဖြည်းဖြည်းချင်းမီဒီယာတွေကတဖြည်းဖြည်းလက်နက်ကိုချချပြီးတော့အဖမ်းခံနေတဲ့ဇလန်းတွေတဖြည်းဖြည်းလုလာလို့သိရတယ်။ဘာဖြစ်ပြကျွန်တော်တို့ဝမ်းတာပါတယ်။ ဒီလိုလောက်လိုက်တဲ့အတွက်တက်ကနေပြီးတော့သူတို့ခေါ်လာမယ်ဖမ်းလာမယ်ပြစ်မှုကင်းရှင်းတယ်ပြစ်မှုကအကြီးမားမရှိဘူးဆိုရင်သူတို့ကသူတို့မိသားစုကို ပြန်အပ်လို့ရမယ်အဲ့ဒီနေမှာရှိတဲ့ PDF ညီငယ်ညီမငယ်တွေလည်းဘာပဲပြောသူတို့မိသားစုနဲ့အတူတူပြန်နေခွင့်ရသွားနိုင်တယ်ပေါ့ဗျာနော်ဆိုတော့တက်နေတဲ့ကလည်းအဲ့ဒါတွေအကုန်လုံးကိုပြန်ဖိတ်ခေါ်နေတယ်ပြီးခဲ့တဲ့ရပိုင်းကလည်းမန္တလေးမှာလူမန္တလေးမှာလူဘာပေါ့32ယောက်လူငယ်32ယောက်ကိုတက်ကနေပြီးတော့ပြန်ပြီးတော့ဘာလုပ်ပေးခဲ့တယ်သူ့မိသားစုလက်ထက်ကိုပြန်အပ်ပေးနိုင်ခဲ့တယ်ဒါတွေများတဲ့ပမာဏတွေလည်းမကြခင်ရောက်လာဖို့ရှိရဲ့လို့ကျွန်တော်တို့အကြံပြင်း သိရတယ်ဆိုတော့လူငယ်တွေထပ်ပြီးတော့ပြောရင်တော့အလင်းဝင်ရောက်လာဖို့ရှိတယ်ရောက်လာဖို့ရှိတယ်အခုမှငှားနေရလုံးဟာရေတမှုတပူနဲ့တပ်ဆန်တပေါင်းပေးပြီးတော့မိသားစုကိုတနေ့ထမင်းပို့ဆိုပြီး9000ပေးနေရလို့ရှားနေတော့လူလာမရတယ်တုံးမလင်းဝင်လာတယ်လို့ကျွန်တော်မသုံးပြရစင်းနဲ့အလင်းဝင်တယ်လို့ပြောရင်သူတို့လောက်တော့မားတယ်လို့ထင်ပါသလိုအာလူငယ်တွေသူတို့မိဘနေရက်ထမှာပူပေါင်းအတူတူပြန်လည်နေထိုင်ဖို့အတွက်တက်မလို့ဆက်သွယ်လာကြတဲ့အထိဖြစ်လာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီလိုဆက်သွယ်လာမှုကို ကြိုးဆိုတယ်လို့ပဲကျွန်တော်ပြောချင်တယ်အဲ့တော့မင်းတို့ကလည်းစစ်မှုမထမ်းညင်တို့တော့တက်မတော်ကဆက်သွဲတော့ထွက်ပြေးနေပါတယ်ဆိုမှမင်းတို့တက်မတော်ပဲပြန်ဝင်ပြီးတော့ပြန်ဆက်သွဲရအောင်မင်းတော်လမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့မင်းအောင်လိုက်ဟာအမေပြီးတဲ့တက်မရှိပဲနဲ့တရုတ်ပြီးတဲ့တက်ပဲရှိတော့တယ်ဆိုတဲ့နေ့ဒါတကူဘုရားကိုသိမြင်နေထောက်ပြတာဖြစ်ပါတယ်တော်လမျိုးတွေမကြည့်ရသေးသူများကျွန်တော်နဲ့အတူအားပေးတော်လို့ရပါတယ်ရွေးချယ်လိုက်တဲ့အတွက်တရုတ်ကပေးဆက်ရတာဟာမနေပါဘူးတရုတ်ဟာမြန်မာပြည်သူတွေရဲ့ ရွရှာမုန်တိမှုကိုပက်ပက်နဲ့နဲ့ခံနေရပါတယ်။မြမငလျင်ဘေးမှာတယောက်ဟာကူညီခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအကူအညီကြောင့်ပြည်သူတွေရဲ့မုံကျွေးမပြေခဲ့ပါဘူး။တယောက်ကကိုကန့်ကိုစေဝါရိတ်ခါလောင်စာစီလက်နက်တခြားကုန်စီအမျိုးမျိုးကိုဖြတ်တောက်ဖိအားပေးတဲ့နီးနဲ့တော်လိုင်းရေးကိုနောက်ပြန်ဆုတ်အောင်လုပ်ခဲ့တဲ့အတွက်တယောက်ပေါ်မုံနဲ့အမုံကိုငလျင်ဘေးအကူအညီကမထေမိပါဘူး။၂၀၂၄ခုနှစ် ောက်တိုဘာလတုန်းကမန္တလေးကတရုတ်ကောင်စစ်ဝင်ရုံးကိုအသေးစားဖောက်ခွဲတိုက်ခိုက်မှုလုပ်တာခံခဲ့ရပါတယ်။အဲ့ဒီလောက်ရဟာဘသူလုပ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ညှဉ်းခုံမှုတွေရှိပေမဲ့ PDF တွေကလုပ်တယ်လို့ပဲတရုတ်ကအခိုင်အမာယုံကြည်ပုံရပါတယ်။အဲ့ဒါလိုယုံကြည်တဲ့အတွက်စစ်ကောင်စီဘက်ကိုရပ်ဖို့ဆုံးဖြတ်ချက်ဟာပို့ပြီးတော့ခိုင်မာသွားခဲ့ပုံရပါတယ်။ပွဲစားကြီးတိတ်ရှိကျွဲရဲ့အစီအစဉ်နဲ့ဆွေးနွေးပွဲတွေလုပ်နေစမှာပဲမြောက်ပိုင်းမှာမိတ်အဖွဲ့တွေရဲ့ တစ်တုံညာနှစ်ခုဆစ်စင်ရဲ့ဒုတိယပိုင်းထပ်မံပေါ်ပေါက်လာပြီးတော့ကြောင်မဲတီဘောနောင်ချိုမျိုးတွေကိုပိမ့်ပိုက်သွားပါတယ်။2024ခုအောက်တိုဘာလမှာလာချိုမျိုးကိုကိုခရက်ကအပြီးပိုင်းတိမ့်ပိုက်လိုက်နိုင်ပါတယ်။2024ခုနှစ်စက်တင်ဘာလအထိကာလမှာတရုတ်ဟာဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီးတော့မြောက်ပိုင်းအဖွဲ့တွေအပေါ်မှာအလွန်အကျွံဖိအားမပေးဘဲနဲ့ကြားနေတယ်လို့ယက်တီချက်မျိုးပြတ်တက်ခဲ့ပါတယ်။တခြားနိုင်ငံရဲ့ပြည်တွင်းရေးကိုမဆွတ်ဖက်ပါဘူးဆိုပြီးတော့ဟိတ်ဟန်တခွဲသာထုတ်နေခဲ့ပါတယ်။ဒါပေမဲ့2024ခု အောက်ကလလားရှိုးကိုတိမ့်ပိုက်လိုက်တဲ့အခါမှာနဂါးကြီးရဲ့နှာခေါင်းထဲကနေပြီးတော့အခိုးအငွေတရှူးရှူးထွက်လာပါပြီသူတို့ဆက်ပြီးတော့ဟန်မလုံးနိုင်တော့ပါဘူးဒီတိုင်းလွတ်ပေးထားရင်စစ်ကောင်စီဟာလာပိုက်တော့မှာအာနာလက်လွတ်ရတော့မယ်လို့တရုတ်ကခံမှန်းပါတယ်အဲ့ဒါကြောင့်စစ်ကောင်စီဘက်ကပြောင်ရက်တည်လာပါတယ်စစ်ကောင်စီနဲ့မြောက်ပိုင်းအဖွဲ့တွေရဲ့အကြမ်းမှာဂျာနေဝါရကျင့်သုံးပြီးတော့ဟန်ချက်ကြီးချင်းခွင်ရှာညှိရက်တည်နေရာကနေပြီးတော့စစ်ကောင်စီဘက်ကိုတာတာထုတ်ထုတ်ပက်လိုက်လာပါတယ် ိုးကန်းတဲ့ TNL တို့ကိုချိတ်ချောက်အကြက်ကင်နာတွေတင်းတင်းမာမာလှုပ်လာပါတယ်။မရှိနိုင်မကန်နိုင်ဖြစ်လာတဲ့ဗိုလ်ချုပ်မင်းအောင်လှိုင်ကလည်းတစ်တုံညာနှစ်ခွန်ဆစ်စင်ရေးမှာတရုတ်ဘက်ကကျွမ်းကျင်ပညာရှင်တွေပါပါရဲဆိုပြီးထုတ်ပြောတဲ့အထိလူသိရှင်ကြားဝေဖန်လာပါတယ်။သူ့လက်ပါစင်မဘာသားတွေကိုလက်မော်ထွက်ခိုင်းပြီးတော့တရုတ်စန့်ကျင်ရေးလှုပ်ခိုင်းပါတယ်။အဲ့ဒီလိုရက်တွေမြန်မာနဲ့မြန်မာနိုင်ငံကိုဝန်ကြီးနဲ့တိတ်ရှိကျွန်းဂမန်ကရန်ပြေးလာပြီးတော့တရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့စီးတုံးစီးဆိုတာတွေကိုထုတ်ဖော်ပြောဆိုလာပါတယ်။ဒါဟာတရုတ်အနေနဲ့ စစ်ကောင်စီဘက်ကိုခြေစုံပြစ်ရက်လိုက်တာပါတရုတ်ကအာဏာသိမ်းပြီးရှေ့ပိုင်းကာလတွေမှာအရေးအခြေကိုစောင့်ကြည့်နေခဲ့ပါတယ်စစ်ကောင်စီနဲ့ NUG ကိုအမျိုးမျိုးဆန့်တက်ခဲ့ပါတယ်စစ်ကောင်စီကသူစကားနားထောင်ပါလား NUG ကသူစကားနားထောင်ပါလားဆိုတာကိုဆန့်တက်ခဲ့ပါတယ်ဘသူပဲလိုက်ရင်သူ့အတွက်ပိုအကျိုးရှိမလဲဆိုတာကိုဆုံးဖြတ်နိုင်ဖို့အတွက်ဆန့်တက်ခဲ့တယ်စောင့်ကြည့်ခဲ့တယ်နောက်ဆုံးမှာတော့စစ်ကောင်စီကစေလိုရာစေနိုင်မဲ့ရုပ်သိမ်းကိုဖြစ်လာနိုင်တယ်လို့သူဆုံးဖြတ်ခဲ့ပုံရပါတယ် အန်ယူဂျီကိုတော့ရန်သူလို့သတ်မှတ်လိုက်ပါတယ်။တစ်တုံညာနှစ်ခုဆက်စည်ပထမပိုင်းမှာတရုတ်ဟာစစ်ကောင်စီကိုတင်ငန်းစာပေးဖို့နဲ့ကြားဖြတ်နှိမ်နင်းရေးအောင်မြင်ဖို့အတွက်မြောက်ပိုင်းညီနောင်တွေကိုထောက်ခံအားပေးခဲ့ပါတယ်။ဒါပေမဲ့တစ်တုံညာနှစ်ခုဒုတိယပိုင်းကအောင်မြင်မှုကြီးမားလာချိန်မှာအထူးသဖြင့်လာရှိုးကိုတိတ်လိုက်တဲ့အချိန်မှာဒါဟာတရုတ်အကျိုးစီးပွားအတွက်အန္တရာယ်ရှိလာပြီလို့ထင်မြင်လာပါတယ်။တစ်တုံညာနှစ်ခုဒုတိယပိုင်းဟာစစ်ကောင်စီကိုပြုတ်ကြတော်မလို့ချိန်ချောက်နိုင်တယ်လို့ဒါဟာတရုတ်ရဲ့စီးပွားရေးကုန်သွယ်ရေးလုံခြုံရေးအကျိုးစီးပွားတွေအတွက်လည်းအန္တရာယ်ရှိလာပြီလို့တရုတ်ကယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့တစ်တုံညာနှစ်ခွလှိုင်းရဲ့အောင်မြင်မှုအဟုန်ကိုစီးနှင်းလိုက်ပါပြီးတော့ကျန်တဲ့တော်လိုင်းရေးဖွဲ့တွေဟာလည်းစီးချက်ညီအောင်မြင်မှုတွေရအောင်တိုက်ခိုက်နိုင်ခဲ့လို့ပါမန္တလေးကိုတက်သိမ်းတော့မဲ့အခြေအနေမျိုးအထိဖြစ်လာပါတယ်2024ခုနှစ်ဩဂုတ်လကာလတွေမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လက်အောက်ခံ PDF တွေနဲ့တခြားမဟာမိတ်တွေဟာမန္တလေးနယ်က Alpha B လက်မြေဆက်ရုံကိုထိတ်ချုပ်နိုင်ခဲ့ပါတယ်စကိုင်းနယ်မြေကတရုတ်ရဲ့အဓိကစီမံကိန်းဖြစ်တဲ့တကောင်းတောင်ကျင်းနီမိုင်းကိုလည်းထိတ်ချုပ်နိုင်ခဲ့ပါတယ် အဲ့ဒီနှစ်ခုစလုံးဟာတရုတ်နဲ့စစ်ကောင်စီဖက်ဆက်လောက်ကင်ထားတဲ့ဆက်ရုံတွေပါတရုတ်ရင်းနှီးတွေပါအမျိုးသားညီညွတ်ရေးဆိုရ NUG က2024ခုနှစ်နှစ်စံပိုင်းနှုန်းကတရုတ်အကျိုးစီးပွားကိုအကာအကွယ်ပေးပါမယ်လို့ပြောပေမဲ့တရုတ်ဟာမယုံကြည်တော့ပဲစိုးရိမ်ပူပန်လာပါတယ်တရုတ်ဟာမြန်မာနိုင်ငံအတွက်အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်နေပါတယ်တရုတ်ရဲ့အကျိုးစီးပွားတွေဟာမြန်မာနိုင်ငံအတွက်မှာအများအပြားရှိနေပါတယ်တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာဒေါ်လာဘီလီယံများစွာရှိနေပါတယ်မြန်မာနိုင်ငံအတွက်မှာရှိတဲ့ ်တရုတ်ရဲ့ infrastructure တွေနဲ့တရုတ်လူမျိုးတွေကိုကာကွယ်ရေးဟာတရုတ်ရဲ့ဦးစားပေးရည်မှန်းချက်ဖြစ်ပါတယ်၂021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြသူတွေကတရုတ်ပိုင်စစ်ရုံတွေကိုမီးရှို့ခဲ့မှုတွေအတွက်တရုတ်ဟာစိုးရိမ်ပူပန်မှုဖြစ်ခဲ့ပါတယ်၂024ခုနှစ်မှာကျစ်တုံညာနှစ်ခွန်စစ်စင်ရေးကကြီးကြီးမားမားအောင်မြင်မှုရပြီးတော့စီးကြညီအောင်ပွဲတွေကိုလည်းမြင်တွေ့လာတဲ့အခါမှာ NUG ကိုလိုလားတဲ့တော်လှန်ရေးအဖွဲ့တွေအောင်ပွဲခံမှာကိုတရုတ်ကစိုးရိမ်လာပါတယ် NUG ရဲ့လက်ထက်အာဏာရောက်သွားရင်သူ့ရဲ့စီးပွားရေးအကျိုးစီးပွားတင်ဒကပြူဟာအကျိုးစီးပွားတွေထိခိုက်နေနာမှာကို တရုတ်ကစိုးရင်ပူပန်လာပါတယ်အဲဒါကြောင့်2024ခုနှစ်ဇူလိုင်လနှောင်းပိုင်းကစပြီးတရုတ်ဟာမြောက်ပိုင်းညီနောင်တွေအပေါ်ဖိအားတိုးပြီးတော့ပေးလာပါတယ်ကိုကန့်ကိုပြောရုံနဲ့မလုံလောက်တော့လို့ဝါကိုခေါ်ပြောပါတယ်တိတ်ရှိကျွန်းနဲ့ကြောက်ကော်အန်းပေါ့အိုက်ခန်းတို့ရဲ့ဆွနေဝဲမှတ်တမ်းပေါက်ကြားလာပါတယ်မှတ်တမ်းစတင်ပေါက်ကြားလာချိန်မှာအဲ့ဒါဟာအစ်စ်ဟုတ်ပါမလားဆိုပြီးတော့တော်တော်များများတန်တရားဖြစ်ခဲ့ကြပါတယ်ဘယ်သူမှတိတ်တိတ်ချာချာမသိနိုင်ခဲ့ကြပါဘူးဒါပေမဲ့နောက်ဆက်တွဲလောက်ရက်တွေဖြစ်ရက်တွေ နဲ့ချိန်ကိုက်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီမှတ်တမ်းဟာအစ်စ်ပဲဖြစ်နိုင်မယ်လို့အခုခါမှာလူအများကယုံကြည်လာကြပါပြီအဲ့ဒီမှတ်တမ်းအတိုင်းသာအမှန်ဖြစ်ရင်တေယုတ်ရဲ့လုပ်ရဟာအလွန်ကိုစိုးလာပါတယ်တေယုတ်ဟာကြောက်ကော်အန်းနဲ့ပေါ့အိုက်ခန်းကိုတရားခံစစ်တယ်လို့ခေါ်စစ်တာပါပဲကလေးတွေကိုပထွေးကစုတယ်လို့ခေါ်စုတာပါပဲအဲ့ဒီအစည်းအဝေးမှတ်တမ်းထဲမှာတေယုတ်ကကိုကန့်ကိုလှုပ်တဲ့ဖြတ်ငါးဖြတ်ဆိုတဲ့ဖြတ်တော့ရေးအစီအစဉ်ရဲ့အကြောင်းပါဝင်တယ်လို့ ဲ့ဒါလို့တရုတ်ကဖြတ်တောက်ရေးတွေလုပ်တဲ့အချိန်မှာဝါကကူးကန့်ကိုမကူညီဖို့ပါဖိအားပေးတာအကြက်ကင်တာချင်းလျှောက်တာတွေကိုအစုံလုထတာတွေ့ရပါတယ်အဲ့ဒီအစည်းအဝေးမှတ်တမ်းထဲမှာမြောက်ပိုင်းညီနောင်တွေရဲ့စစ်စင်ရေးကိုရပ်တန့်အောင်လုပ်ဖို့စစ်ကောင်စီကိုကယ်တင်ဖို့သဘောထားတွေကိုအထင်ရှားထုတ်ဖော်ပြီးတော့ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်လုပ်တဲ့ဖြတ်တောက်ရေးတွေမှာဆိုလို့ရှိရင်တရုတ်ကသူ့ရဲ့ကုံသွယ်ရေးလမ်းကြောင်းအလုံးမြန်မာနိုင်ငံကိုဝင်တဲ့ကုံသွယ်ရေးလမ်းကြောင်းအလုံးကိုတောင်ပိတ်ပစ်တာအထိလောက်တာတွေ့ခဲ့ရပါတယ် ကိုကံရဲ့အုပ်ချုပ်ရေးပြက်ပြားလောက်အောင်ချိတ်ချောက်မှုကြီးမားလာပါတယ်။ကိုကံပြည်သူတွေဒုက္ခရောက်လောက်အောင်အခက်အခဲကြီးမားလာပါတယ်။ဖုံမိသားစုအာနာလွတ်သွားမလို့အချင်းချောက်ခံလာရပါတယ်။တိတ်ရှိကျွန်းကသူကိုယ်တိုင်အဲ့ဒါလိုချင်းချောက်ခဲ့ကြောင်းကိုဝါနဲ့အစည်းအဝေးမှတ်တမ်းထဲမှာထုတ်ပြောထားပါတယ်။ဘလို့ပြောထားတယ်လဲဆိုတော့ဇူလိုင်လလေတရုတ်ကွန်မြူနတီပါတီအကြိမ်20မြောက်ဘိုးကော်မတီအစည်းအဝေးမတိုင်ခင်နှစ်ရက်အလုံးမှာဖုံခွန်းကိုခွန့်မင်လာဖို့ကျွန်တော်ခေါ်လိုက်တယ်။ကျွန်တော်သူ့ကိုပြောခဲ့တယ်လောက်ကင်မိသားစုကြီး လေးခုလုံးဝပြည့်စည်ရခြင်းရဲ့အကြောင်းရင်းကတရုတ်ကိုစန့်ကျင်လို့ပဲအဲ့ဒါကိုခင်ဗျားတို့သင်ကားစာယူဖို့ကောင်းတယ်ကိုကန်ဒေတာဟာမိသားစုလေးခုမရှိဘဲနဲ့ဆက်လက်ရှင်တန်လို့ရတယ်လို့ခင်ဗျားတို့ဖုံမိသားစုမရှိဘဲနဲ့လည်းဆက်လက်ရှင်တန်လို့ရတယ်လို့ပြောခဲ့ပါတယ်တစ်ထပ်ပိုရှင်းတဲ့ချိချောက်မှုမျိုးမရှိတော့ပါဘူးအားလုံးသိကြတဲ့အတိုင်းကိုကန်ကိုရစ်ခါဖြတ်တယ်စေဝါဖြတ်တယ်လျှက်စင်မီဖြတ်တယ်အင်တာနက်ဖြတ်တယ်လောင်စာစီဖြတ်တယ်ကျွမ်းကျင်ပညာရှင်တွေမသွားနိုင်အောင်ဖြတ်တယ်လက်နက်တွေမရောက်အောင် ဖြတ်တောက်တယ်ကိုကန့်ပြည်သူတွေပါဒုက္ခရောက်လာတယ်နောက်ဆုံးမှာကိုကန့်ဟာတရုတ်ကိုအညံ့ခံလိုက်ရပါတယ်တရုတ်ကျိုးစီးပွားကိုကာကွယ်ပါမယ်လို့ဂရိပေးလိုက်ရပါတယ် NUG အမျိုးသားညီညွတ်ရေးအစိုးရကိုမဆက်ဆံပါဘူးလို့ပြေကြာချက်ထုတ်ပြီးတော့ဂရိပေးလိုက်ရပါတယ်နောက်ဆုံးမှာတော့အားလုံးသိကြတဲ့အတိုင်း last show ကိုပါပေးလိုက်ရပါတယ်ရွှေလီမြို့တော်လုံခြုံရေးကော်မတီဆိုတဲ့နာမည်နဲ့စတာဆာဟာဒီစိတ်တုံးမပါပါမပါနဲ့ထွက်ပေါ်လာပြီးတော့တအန်းပလောင် TNLA အဖွဲ့ကိုချိတ်ချောက်လာပါသေးတယ် အဲ့ဒီစာကိုလည်းအစ်စ်ဟုတ်မဟုတ်အငင်းပွားခဲ့ပေမဲ့ TNLA ကအစ်စ်ဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။အဲ့ဒီစာထွက်ပေါ်လာပုံကကောက်ကျစ်တယ်လို့တောင်မှဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အတုသဖွယ်အယောင်ဆောင်ပြီးတော့ထွက်ပေါ်လာတဲ့စာအစ်စ်ဖြစ်နေလို့ပါ။အဲ့ဒါလို့ဖိအားပေးမှုအောက်မှာ TNLA ဟာလည်းစစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ရပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုလည်းခေါ်ယူဖိအားပေးခဲ့ပါတယ်။နေဆက်မှာကြီးစစ်နဲ့စီရေးလေ့ကျင့်ခန်းတွေပါတယ်လုတ်ပြခဲ့ပါတယ်။အရှိမျောက်ပိုင်းမှာစစ်ပွဲတွေ ရက်နိုင်လိုက်တဲ့အတွက်စစ်ကောင်စီဟာအသက်ရှူပေါက်ရပြီးတော့ရခိုင်နဲ့စကိုင်းဘက်ကိုစစ်ဦးလှည့်နိုင်ခဲ့ပါတယ်။လေရင်နေနဲ့ဘုံပူကျဲနိုင်ခဲ့ပါတယ်။တရုတ်ကတကောင်ကျက်ဖြစ်နေတဲ့စစ်ကောင်စီကိုအသက်ဆက်ကယ်တင်ပေးခဲ့ပါတယ်။ဆန္ဒပြတဲ့သူတွေကိုရရက်ဆက်ဆက်ဖြိုခွဲနှိမ်နှင်းခဲ့တဲ့စစ်ကောင်စီရဲ့ရဲအဖွဲ့နဲ့တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ MOU သဘောတူစာချုပ်နှစ်ခုလက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်တစ်ခုကပူးပေါင်းဆောင်ရွက်ရေးဌာနတည်ဆောက်ဖို့သဘောတူစာချုပ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ရဲအဖွဲ့အတွက်ကိရိယာတစားပလာတွေဝယ်ယူရေးအတွက်တရုတ်ယွမ်5တန်းအမေရိကန်ဒေါ်လာနဲ့ဆိုရင်8300ထောက်ပံ့ဖို့ဖြစ်ပါတယ်အဲ့ဒီစာချုပ်တွေထဲမှာတရုတ်စီမံကိန်းတွေတတ်ထုတွင်းတွေစက်ရုံတွေကိုရဲအဖွဲ့ကတက်တက်ကြွကြွအကာအကွယ်ပေးရေးအာမခံချက်ကိုစစ်ကောင်စီဘက်ကပေးရပါတယ်ဒါ့အပြင်တရုတ်နဲ့မြန်မာလုံခြုံရေးအဖွဲ့တွေပူးတွဲပါဝင်တဲ့အထူးပုဂ္ဂလိကစီရေးကုမ္ပဏီတခုကိုတီထောင်ဖို့လဲစစ်ကောင်စီဘက်ကသဘောတူထားပါတယ်အဲ့ဒီပုဂ္ဂလိကစီရေးကုမ္ပဏီတီထောင်ခွင့်ပြုဖို့အတွက်ဥပဒေတောင်တည်တံ့ပြဋ္ဌာန်းပေးရပါတယ် ဲ့ဒီတရုတ်စီးရေးကုမ္ပဏီကအဓိကလုပ်မာတွေကတော့ကြောက်ဖြူရင်နဲ့စိတ်ကန်းကာကွယ်ရေးခစ်တစ်ပိုလန်မှာ BRI ကိုကာကွယ်ရေးတရုတ်မြန်မာစီးပွားရေးစင်ကြံကိုကာကွယ်ရေးတရုတ်မြန်မာမီးထားလန်းကိုကာကွယ်ရေးအမွာပိုက်လိုင်းကာကွယ်ရေးတရုတ်ပိုင်ဆက်ယုံနဲ့တပ်ထုမိုင်းတွေကိုကာကွယ်ရေးတရုတ်ရဲ့စီးပွားရေးစုံတွေကိုကာကွယ်ရေးတွေဖြစ်ပါတယ်2024ခုနှစ်အောက်တိုဘာလမှာ FTC 2000G Fighter Jet 6စင်းကိုတရုတ်ကစစ်ကောင်စီကိုလက်လွှဲပြောင်းအပ်ပေးခဲ့ပါတယ် တရုတ်ကစီစဉ်တဲ့နည်းပညာအဆင့်မြင့် drone ထုတ်လုပ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကိုစစ်ကောင်စီကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကတောင်းဆိုခဲ့ပါတယ်။နာမည်ဆိုးနဲ့ကြော်ကြတဲ့စက်တက်လေဒီဟာလည်းတရုတ်ရဲ့အကူအညီလို့ဆိုကြပါတယ်။စစ်ကောင်စီပြုတ်ကျသွားမယ့်အဖြစ်ဟာတရုတ်လိုလားတဲ့အဖြစ်မဟုတ်ပါဘူး။အဲ့ဒါဟာဘာကြောင့်လဲဆိုတော့စစ်ကောင်စီပြုတ်ကျသွားရင်ဘာဆက်ဖြစ်လာမလဲဆိုတာကိုတရုတ်ရဲ့စိတ်ထဲမှာမသေချာလို့ပါ။သူမခန့်မှန်းနိုင်လို့ပါ။တရုတ်ဟာအန်ယူဂျီအမျိုးသားညီညွတ်ရေးအစိုးရပေါ်မှာအကြီးကျယ်တန်တရားရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာအနောက်နိုင်ငံတွေနဲ့တိတ်နှီးဆက်နေတယ်လို့တရုတ်ကမြင်ပါတယ်။အဲဒါကြောင့်တေလူဆဲဆဲလူမမာကြီးတို့ဖြစ်သွားတဲ့စစ်ကောင်စီကိုအကြောစီးတွေအားစီးတွေအမျိုးမျိုးသွင်းပြီးတော့အသက်ငယ်ပေးခဲ့ပါတယ်။စစ်ကောင်စီအပေါ်မှာလည်းကြာကြာနာနာကြီးကိုဩဇာလွှမ်းမိုးသွားမနိုင်ပါနဲ့။စစ်ကောင်စီမှာအမေမွေးတဲ့အသက်မရှိတော့ပါဘူး။